မိုင်းရောင်မြို့၌ပြည်သူများ၏လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းမိုင်းရောင်ခရိုင်မိုင်းရောင်မြို့နယ်၌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလှုပ်ဆောင်ပေးနိုင်ရန်မိုင်းရောင်ခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်ဦးဆောင်သော ခရိုင်စစ်ကြောင်းကြီး၅ကြောင်းဖွဲ့သည်ယမန်နေ့မွန်းလွဲ၃နာရီတွင်ဟောင်ကျန့်ကျေးရွာအုပ်စုဟောင်ကျန့်ကျေးရွာ၌ကွင်းစင်းဆောင်ရွက်ခဲ့ပါသည်။ရှိဦးစွာမိုင်းရောင်ခရိုင်စီမံအုပ်ချုပ်ရေးဘွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်ကအမှားစကားပြောကြားပြီးမန်ယောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များကမူရစ်စေဝါနှင့်စိတ်ကိုပြောင်းလဲစေတတ်သောစေဝါများအန္တရာယ်အကြောင်းလူကုန်ကူးမှုအန္တရာယ်ဆိုင်ရာအသိကောင်းစရာများကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းနှင့် နေဆက်ဖြတ်ကျော်မိခိုးမြူငွေကင်းစင်ရေးအသိပညာပေးခြင်းတို့ကိုပြုလုပ်ခဲ့ပါသည်ထို့နောက်ပြည်သူစစ်မှုထမ်းစင်ခေါ်ရေးဆွေးနွေးပွဲကို ပြုလုပ်ရာတက်ရောက်လာသူများက ပြည်သူစစ်မှုထမ်းကိစ္စရပ်များနှင့်ပတ်သက်၍တိလူသည်များကိုမေးမြန်းရာခရိုင်အုပ်ချုပ်ရေးမှူးကပြန်လည်ဖြေကြားကာလိုအပ်သည်များကိုညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်ခမညာ